အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြတင်ဆက်ပေးမှာကတော့တိုးဝမ်မန်းဆွဲဆိုတဲ့ဇလံကောင်းလေးတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအဆုံးထိလိုက်ပါ နားဆင်အားပေးကြပါောင်းခင်ဗျာတပောင်းနေကပူလွန်းလာပါတယ်ရွှေဟောင်းကြွေကြွေရက်တဲ့လဲချိန်မို့ရုံးမတော်တွေမှာတဲ့ပင်အများစုမှာအချိုးပြဲပြဲကြနေပြီး အောက်ခြေတောတစ်ခုလုံးမှာသေးရွက်ချောင်မြနဲ့ဖုံးလွှဲလျက်ရှိပါတယ်။ဝင်းဘက်မှာတက်ခတ်လာတဲ့လေးပူတစ်ချက်အဝိတ်တိုက်မှာပဲ။ရွက်ကြွေများတရွှဲရွှဲနဲ့လွင့်ပါအသက်နဲ့အော်အော်ငက်ကလေးရဲ့အော်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 ဟုတဲ့ရွေဦးတေးတွန်တန်းကိုသာပြင်းရှိစပွဲကြားနေရပါတယ်။ကျွန်တော်နဲ့တပည့်ဖြစ်သူမုတ်ဆိုးအောင်တန်းတို့မနက်ခွနှစ်နာရီခန့်ကတည်းကစခန်းမှာထွက်လာခဲ့ကြပြီးဟင်းစားရှာကြတော့လေယခုနေ့လေ စနေနိုင်ထိုးချိန်ထိကြက်ကလေးငှက်ကလေးတကောင်းမှမရာသေးပါတောတရဝါလေးများနှိပ်ပူပူမှာဘဲချောင်းကိုသွားပြီးတော့အိပ်ပျော်နေသည်မသိပါတပည့်ရေထမင်းလဲစားပြီးကွာဘလို့လောက်ကြမလဲဘာကောင်းမှလည်းမရာသေးဘူးကွာစက္ကန်းမှလည်းပဲဟင်းပဲရှိတာကြံစမ်းမအောင်ကွာဆရာရေဒီနေ့ဘလို့ဖြစ်မှမသိပါဘူးဗျာကျွန်တော်ထောင်ထားတဲ့ပောက်ကိုင်းနေရောဂွင်းလျှော်ကိုင်းနေပါဘာကောင်းမှမတူဘူးဗျာရှာပြန်တော့လေ တိတ်ရွှဲ၆ဒီပေါ်နှင်းပြီးတော်တူးကြတော့ခြေတမ်းမလုံးမဲနဲ့အခေါင်ပလောင်တွေကအဝေးစီကအတန်းကြပြီးပြေးတော်တာပေါ့ဗျာဆရာဘိုက်ဆာရင်တော့မြေနီကွင်းရွာဘက်ကိုဆင့်ပြီးထမင်းစားကြတာပေါ့ဗျာရွာဆက်မှာကျွန်တော်နဲ့ခင်နဲ့အဖာဦးမိုးရှိတယ်ထမင်းစားပြီးရင်တော့ညနေအထိတောလေကြတာပေါ့ဗျာကျွန်တော်တို့ဆရာတပည့်နှုတ်ဝရုံမင်းရှိမှပဲချွေသိအပန်းဖြေရမှထကပါလာတဲ့ရေဘူးကိုမော့တော့ပြီးဘေးမှာချိန်ထားတဲ့ point 303 rifle တနက်ကိုကောက်ထမ်းရင်နဲ့မြင်းဒီကွေးရွာဘက်သို့ရှောက်လန်းခဲ့ကြပါတယ်။ရိုးမတော်တခွင်လုံးမှာ6တွေ့ပူလုံးနေပါတို့လေ။တပေါင်းလအခါမီပွင့်ကြတဲ့ဒစင်ပန်ဖက်ရှောင်းပတ်နဲ့ငှက်ကြီးတစ်ခွပန်းများကတော့အရွက်ကျွေးနေတဲ့တိပင်ကြီးများပေါ်မှာပဲခရမ်းရောင်အဝါရောင်အဖြူရောင်တို့ဖြင့်လှပဝေးစားစွာပွင့်ဖူးလို့နေကြပါတယ်။မြင်းဒီကွေးရွာရောက်မှာအချိန်ကောင်းတဲ့မကြီးပင်ကြီးတပင်အောက်တွင် တဲကလေးတလုံးကိုလှမ်းပြီးတော့မြင်ရတယ်။တဲပဝင်းကြီးမြေပြင်တည်ပြောင်ရှင်းနေပြီးတဲရှိကုပ်ပစ်ပေါ်မှာအသက်80ကျော်အရွယ်အဖိုးအိုတယောက်ကိုရွှေနှီးခရာ ရှေ့မှာချပြီးတော့ထိုင်နေတာကို မြင်တွေ့ရပါတယ်။အသက်ကြီး၍မျက်စိမွဲသည်ဟုထင်ရဟန်ရှိတော်လဲအဖိုးအိုကကျွန်တော်တို့ကိုအဝေးကပင်မြင်ရန်ရှိပြီးစတင်ပြီးတော့နှုတ်ဆက်ပါတယ်။မုတ်ဆိုးလေးတို့မဟုတ်လားခွဲ့လာကြထိုင်ကြအခါရီတော့ပါဦးထမင်းရော် စပီကြပြီလားမစသေးဘူးပါအဖရောစပီပြီလားကျွန်တော်ဆရာဘိုက်စာတာနဲ့အဖတဲကိုဝင်လာတာ ထမင်းကြံဟင်းကြံရောရှိသေးတယ်မလားဗျထမင်းကြံဟင်းကြံမဟုတ်ပါဘူးကွယ်အဖလည်းမစသေးဘူးထမင်းရောဟင်းမှရှိပါတယ်မနက်စာညစာပေါက်ချက်ထားလို့လုံလုံလောက်လောက်ရှိပါတယ်ကွယ်ဟင်းကားတော့မကောင်းလာဘူးကွယ်ညောင်ချီဘူးတော့နဲ့ဗရက်စာဟင်းကြိုရဲ့တိုးစရာနဲ့ငပိရေပေါ့ကွယ်ရာတီစာလေးပေါ့ ကောင်းပါတယ်ပါရဲ့မင်းရဟင်းကောင်းပေါ်အေးအေးအေးပါကွာစီရတပည့်မိုးဆိုးကတော့အပားစီမကြမကြရောက်ပါတယ်နောက်လဲလာခဲ့ပေါ်ကဲမိုးဆိုးလေးရဲ့ထမင်းစားအောင်ခုခက်ပြည့်စင်ကွယ်အပားတို့အတူစားကြတာပေါ့စားနေလို့လားမသိပါအပားကျွေးမွေတဲ့ရာသီစားဟင်းများနဲ့ကတွင်တွေးလာတယ်အပားချက်ထားတဲ့ဆက်နှဘူးချက်ထမင်းအိုးကလေးမှာပြောင်းတလင်းခါရွှေတွားပါတော့တယ်ဝါကြရဲ့လားကွယ် အဘကတော့နည်းနည်းပဲစတာတခါတလေညနေစာတော့မှမစားဖြစ်ပါဘူးကွယ်ဝါပါတဲ့ပါ ကျွန်တော်တို့လည်းနေဘူးတယ်စကန်းပြန်ပြီးတော့ထမင်းမစားကျင်တာနဲ့အဘစီကိုဝင်လာတာပါနောက်လေလာပေါ့ခွယ်အဘစီမှာတော့ရာသီစာအသီးအရွက်ပဲစားတာများတယ်တခါတလေဆရာတပည့်မုံဆိုးလေးယူလာတဲ့ကြက်ကလေးငှက်ကလေးတော့စားပါတယ်ရွာထဲမှာနေတဲ့သားသမီးတွေကလည်းဟင်းကောင်းလေးများချက်ရင်တော့ပို့ရှာပါတယ်ကွယ်အဘအနေနဲ့တော့ ဟင်းကောင်းကောင်းမကောင်းကောင်းနည်းနည်းပဲစားနိုင်တော့မထူပါဘူးကွယ်အဟာရဖြစ်ယုံတော့ပဲစားတာပါယေရှုတင်မာရဲ့ဘာရဲ့တလုံစားဖို့သူယေရှုဆိုတယ်လို့အဘစီမှာထမင်းတနက်စာစားတော့နောက်တဲ့နေ့ကျရင်မုတ်ဆိုးလေးနဲ့အဘအတွက်လိုအပ်မယ်ထင်တာတွေပို့ခိုင်းလိုက်ပါမယ်ဒုက္ခမရှာပါနဲ့ဆရာလေးရဲ့အဘအတွက်လည်းသာသမီတွေကစံစီစားပြည့်စုံလို့ပို့ပေးပါတယ်ရွာထဲမှာနေရင်လည်းသာသမီတွေကအသင်ခုခဲ့ကြွေးကြပါတယ်ဒါပေမဲ့အဘက ဒီရွာစုံကဥရှင်ကျန်းကိုပြုစုစောင့်ရှောက်နေတာနဲ့လာပြီးတော့နေတာပါအားလိုက်ရင်တော့တရားထိုင်တာပေါ့ကွယ်ဟုတ်ကဲ့ပါပါကျွန်တော်တို့ကိုခွင့်ပြုပါအောင်စကဲကျောင်းအတွက်ဟင်းစားလေးချအောင်မှမလုပ်ပါအဘကိုနှုတ်ဆက်ပြီးတော့ကျွန်တော်တို့အဘတဲကလေးကနေထွက်လာခဲ့ကြတယ်ရုံးမတော်တွင်မှာပြန်လဲဝင်ရောက်ကြပြီးဟင်းစားကိုရှာပြန်ပါတယ်တပည့်ကြီးဒုံမလျှောက်သေးတဲ့ရုံးမကျော်အလဲကိုတက်ရအောင်ကွာဘိတ်ခါလေးပြေးသွားပြီဆိုတော့ ညနေဆောင်ထိတော့လေကြတာပေါ့ဟုတ်ကဲ့ဆရာတောင်ကျောပေါ်တဲ့တော့နည်းနည်းသတိထားမယ်ဆရာဒုက္ခနဲ့တယ်တားကောင်လေပေါ့တယ်ဒုက္ခကြီးတွေနဲ့ဝဝင်ကြီးတွေလည်းရှိတယ်ကိစ္စမရှိဘူးတနက်ပါပါတဲ့ကစခန်းကျုံးမှာရိတ်ခါဆိုပြဲ့နေတာလဲမင်းအတီပဲပြောပြောဆိုဆိုနဲ့ဆရာတပည့်နှုတ်မှာယုံမကျောပေါ်တက်ပြီးတဖက်သူမျောပြီးတော့ကြည်ရရှုံမြောင်းအထက်ထက်နဲ့တော့အစိမ့်စိမ့်ကိုမျက်စိတစုံမြင်တွေ့လိုက်ရပါတယ် စိမ်ဆန်းပေါ်ပြီးတော့တောမှဆင်းပြီးရှုပ်ထွေးလာပါတယ်ပြင်ကတိုးနဲ့ပြင်မှမြောက်ချောနဲ့တီးတူတဖန်းပင်များပြင်တုံးငယ်ပြောနဲ့ကျင့်ယုံများဝဲယုံများပေါ်များလာပါတယ်ဆရာတတိထားတော့ဒီတော့ကမွေပေါ်တယ်အကောင်ပလောင်တွေကလည်းစုံတယ်ကျွန်တော်တို့တနက်မပါတာနဲ့ဒီတော့တဲ့ကိုတယောက်ထဲမဝင်ရဲဘူးအခုဆရာပါလို့ဒီဘက်ကိုတော့ခုလာခဲ့တာအေးပါကွာဒီနေ့တော့တောကောင်အကြီးတည်မရှောင်တော့ဘူးဟေ့ မဲမဲမြာကိုပြစ်တော်မှာပဲဆရာကြီးခဏပြောဒီမှာလက်လက်ဆက်ဆက်ချီရီတွေ့တယ်ဘာကောင်လဲကွာခြေလာဝက်လားတော့အုပ်ဆရာခြေရှားမှာအတက်လေးတွေပါတယ်အထီးအမနှာခေါင်းနဲ့ဝက်ပေါက်ကလေးပဲရှည်နာမှာရေစမ်းရှိတော့ရေစင့်တောက်တာဖြစ်လိမ့်မယ်ခြေတန်လုံလို့နေပြီအနီးကပ်အပိုင်ရှားမှာပြစ်မယ်ဆရာစိကြတပည့်နှစ်ယောက်မှာခြေတန်လုံအောင်နေပြီတွေ့ရွှေချင်းခက်လို့သွားခဲ့ပါတယ် လေအောက်ကိုရောက်နေသဖြင့်ကျွန်တော်တို့အတွက်မှာတပန်းတာလီရဲ့ရှိပါတယ်။ဝါရှင်တောတစ်ခုကိုတိုးပြီးတော့ကြည့်လိုက်ရာရှေ့ခိုက်တရားခန့်ပြိမ့်မဲ့ပင်ကြီးအနီးပေ20ခန့်တွင်ရှိတဲ့ရွှေထွက်ဆန်းတစ်ခုမှာရေစင်းတောက်နေတဲ့ဝက်အုပ်ကိုတွေ့ရှိရပါတော့တယ်။အချင်း60ခန့်ရှိပြီးအဆွေဖိုးဖိုးနဲ့ဝတ်တိကြီးမှာစမ်းချောင်းဆက်မြခင်းပေါ်မှာပဲခေါင်းကူမော့ပြီးတော့အနံ့ခံနေပြီးတော့ဝက်မကြီးနဲ့ဝက်ပေါက်ကလေး6កောင်မှာ အလူအရက်ရေးစင်းတော်လျက်ရှိပါတယ်။ကျွန်တော်အနေနဲ့ဝတ်ထီးကြီးကိုပြစ်ခတ်ရန်ပြင်ဆင်ရပါတယ်။၎င်းဝတ်အုပ်မှာဝတ်ထီးကြီးမှာ အနေရပေးနိုင်ဆုံးအကြီးမားဆုံးဖြစ်ပါတယ်။ဂိုက်ဒီယာခန်ကွာဝေးနေတဲ့ပြန်အပိုင်ပြစ်ခတ်ရန်နဲ့မြင်ကွင်းရှင်းလင်းရန်အတွက်အနီးကပ်နိုင်ရန်စူးစမ်းရပါတယ်။တောဝက်ပြရသည်မှာ အနေရများလာသဖြင့်အကာအကွယ်ရှိနေရန်လိုအပ်လာတယ်။ဒါနဲ့တပည့်ကြီးကိုအချက်ပြပြီး ကျွန်တော်တဦးတည်းပဲမိချောင်းတွားတွားတွားပြီးတော့ဆန်းချောင်းဆန်မှာပြင်းမဲ့ပင်ကြီးအနီးသို့ချင်းကက်လို့လာခဲ့ပါတယ်ဂိုက်တရာအတွင်းမှာပဲဖြစ်တော်လဲမိချောင်းတွားသဖြင့်တဖြည်းဖြည်းချင်းချင်းကက်သွားဒီမှာပင်မန်းပြီးအချိန်ကုန်လာပါတယ်ထိုအချိန်မှာတောဝက်ကြီးတမအတန်ခါထွက်ပေါ်လို့လာပြီးပဝင်းကျင်ကိုတင်ကားမကင် ကြီးရှုနေပြီးလူနှမ်းရဟန်နဲ့တူပါတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့အချိန်ဆွဲမနေတော့ပဲ ပြေးမှတ်ပင်ခြေရင်းအရောက်မှာပဲဝတ်ထီးကြီးကိုလက်တန်းတို့ပြစ်ချလိုက်ပါတယ်တနတ်တန်ရဲ့နောက်ွယ်မှာတောဝက်အုပ်ကြီးတိုးပြေးတန်းတောဝက်ကြီးထံမှာဒူဘူးနဲ့နာမိုးတဲ့သူရင်းခုလိုက်ပြီးကျွန်တော်ထံကိုပြေးလာပြီးတော့ပြေးမဲ့ပင်ကြီးကိုတချိန်တိုးဆောင်ပြီးပြေးမဲ့ပင်မှာအခေါက်များလန်ထွက်လို့သွားတည်ကိုလည်းတဆက်သေးပဲကြားလိုက်ရပါတယ်ကျွန်တော်ရဲ့ပြစ်ချက်မှာတေခွေးမထိတဲ့ဖြင့် ဝက်ထီးကြီးမှချက်ချင်းမသိပဲပြင်းမဲ့ပင်ကိုဝင်ပြီးတော့စောင့်ပြီးကောင်းဆက်၍တွေးတန်တရှိရှိဖြင့်တရှုရှုအိုမီဂါရုံးကန်ထနေပြန်ပါတယ်ဒါနဲ့ပဲကျွန်တော်မှာအမြန်ဆုံးကြီးသေးလဲပြီးပွဲသိမ်းပြစ်ချက်အနည်းနဲ့ဝက်ထီးကြီးရဲ့ဥကောင်းတွေတို့အနီးကပ်ပြည့်သွင်းလိုက်ပါတယ်ဆေဘီခန့်ကွာမှာပြစ်ချက်ဖြစ်တဲ့ဖြင့်ပွိုင်း303ရိုင်းဖြစ်ရဲ့အစွန့်ကြောင့်ဝက်ထီးကြီးမှနေရာမှာဖြင့်ဇီဝံခြုံငိမ့်လို့တွားခဲ့ပါတယ် ထိုအချိန်မှာတပည့်ကြီးမှပုံနေရာမှာပြေးထွက်လာပြီးပြေးမဲ့ပင်ကြီးခံနေလို့ဆရာရဲ့နှုံးမို့ဆိုဆရာမလွယ်ဘူးတောဝက်ဆိုတာလုံးကူမှာကြောက်ဆရာကောင်းတာဖြစ်တော့ကြည်စံမန္တာတောင်မှပြေးလာပြီးဝင်းဆောင်သေးတယ်ဟုတ်တယ်တပည့်ကြီးရဲ့အကာအကွယ်မရှိရင်ဝမ်းမပြေးရဘူးဆိုတဲ့ဆရာသမားတဦးရဲ့မိမာချက်ကိုတတိကြလို့တစ်ပင်ကြီးကြီးအကာအကွယ်ယူပြီးတော့အနီးကပြရတာပဲအကာအကွယ်မရှိရင်တစ်ပင်သေးရင်တော့ဘယ်လွယ်ပါမလဲကွာ။ မေးချထားခေါင်းတွဲကြီးတချူရှုနဲ့ပြေးဆောင်တာကွမိုက်ချက်ကတော့ကန်းကုန်ပဲကွာအာခါကောင်းကြီးပဲကဲတပည့်ရေတမင်းရှင်အဘာစီကိုလည်းမနဲ့ကြရင်ဝတ်သားပို့ဖို့မမေးနဲ့တော့ဟုတ်ကဲ့ပါဆရာကျွန်တော်တောင်းဝင်ထားဆက်မှာအလုံးအစင်ပြေသွားမှာပါတပည့်ကျော်အောင်သက်မှာပါလာတဲ့၎င်းရဲ့လက်ဆွဲတော်အမဲလိုက်တမြောက်ဖြင့်ဝတ်တိုးကြီးကျယ်တို့အားအကွင်းလက်ပက်လေလှိထုတ်လိုက်ပြီခြေလက်နှစ်ဖက်ကိုလျှော်များဖြင့်တုတ်ချီကား ခြိနှောင်ထားလိုက်ပါတယ်။အော်ဒါနဲ့ဆရာသေးထီပေါက်တာသိရဲ့လား။ဟာငါကောင်ရဘယ်တော့ကထီထိုးဘူးလို့လဲတော်တယ်မနေပြီအိမ်မပြန်ရတာလဲတနေ့ပြီတော့မယ်ဘယ်ကသိန်းထီကပေါက်မှာလဲဟာအခုပေါက်တာဆရာရဲ့ဆရာရဲ့နောက်ဘက်ကပြင်းမပြင်းစီမှာဆိုင်ဝင်နေတဲ့ဝက်ဆယ်ကြီးရဲ့မြေပြင်မှာကြိုးကြနေတဲ့ဝက်ဆယ်ကြီးရဲ့နှစ်ခုပေါင်းလိုက်ရင်တော့သင်ခန်းနဲ့ပေါ်ဆရာရဲ့အထီးအဆွဲကိုဝက်မှန်ဆွဲလို့ခေါ်တယ်ဆရာ ရိုးရိုးဝမ်းမံဆွဲမဟုတ်ဖက်နဲ့မန်ထပြီးတော့ထိုးထွက်ဆွဲဖြက်လို့အဖိုးတန်နေစရာဓာပီးတုပ်ပြီးအဆောင်ပေါ့ဒီအဆွဲကအခေါင်းပါလို့တင်ကနေပဲတန်တာ အခေါင်းပေါက်မပတဲ့ဝက်ဆွဲကွင်းပိတ်ဆိုရင်တော့တနတ်တော်မှပြီးတယ်စရာတန်ဖိုးကတော့တိတ်များစွာတက်နေဟာအတိလောက်တန်ဖိုးရှိလို့လားငါဝက်ပြစ်ပေါင်းများနေပြီတခါမှဂယူမထားမိဘူးတန်ဖိုးရှိပြီးဆရာရယ်ဝက်ပြစ်တိုင်းရနိုင်တာမှမဟုတ်ပဲဒီလိုမန်ဆွေမျိုးကရှားပါးပြစ်စီပဲ။ ကဲထားပါတော့ကွာစွမ်းနာမစွမ်းနာသာထားပြီးမင်းကတချောင်းอยู่ငါကတချောင်းอยู่မယ်အမတ်တရားတိမ့်ထားပေါ့ကွာဒါနဲ့ပဲနှီးစက်ရဝနဲ့ယုံမှဝါတောက်တောင်တလုံးကိုခုတ်ပြီးစကြတပဲနှစ်ယောက်မှာရှေးနောက်ထမ်းပြီးတော့စကန်းကိုပြန်ခဲကြပါတော့တယ်ဟုတ်ကဲ့ပါခင်ဗျာဇလန်နီကတော့ဒီမှာနေပြီးဆုံးလို့သွားခဲ့ပါပြီဇလန်နီကိုဆုံးတီလိုက်ပါနားစင်ပြီးတဲ့တအူးတယောက်ချင်းစီကိုကျေးဇူးများကြီးတင်ပါခင်ဗျာ